ဗီယက်နမ်နိုင်ငံနာထရန်မြို့ကဓာရုဗေဒနီးနဲ့မူရင့်စေဝါထုတ်လုပ်တဲ့စစ်ရုံတရုံကိုရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ချိန်မှာကက်တမင်းမူရင့်စေ1.4တန်သိမ်းဆည်းရမိခဲ့တယ်လို့အစိုးရကပြောပါရယ်မူရင့်စေဝါဂိုင်းကိုဖော်ထုတ်ဖို့အတွက်6လကြာပြုလုပ်ခဲ့တဲ့စစ်စင်ရေးဟာမလ22ရက်ကအဆုံးသတ်ခဲ့တာဖြစ်ပြီးအဲ့ဒီကရရှိနေရခန့်ဟာနိုင်ငံတောင်ပိုင်းနာထရန်မြို့မှာရှိတဲ့တန်တရားဖြစ်ဖွယ်အဆောက်အုံ၃ခုကိုဝင်ရောက်စီးနင်းခဲ့ပြီးလူဆက်တအုပ်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါရယ် ဖန်စီရမည့်သူတွေအနက်နောက်ွယ်ကနေကြိုးကင်နေတယ်လို့စွပ်စွဲခံထားရတဲ့တရုတ်တိုက်ပီဒေသခံတအူးလည်းပါဝင်ခဲ့ပါတယ်။ဒါကဗီယက်နမ်မှာအကြီးဆုံးဓာတ်ရုမူရစ်ဆေးထုတ်လုပ်တဲ့စက်ရုံကိုဖြိုခွင်းနိုင်တာဖြစ်ပါတယ်လို့မူရစ်ဆေးဝါနဲ့ဆက်နွယ်တဲ့ရာဇဝဲမှုစုံစမ်းစစ်ဆေးရေးဌာနရဲ့ညွှန်ကြားရင်းမှုငွေရန်ဗန်ဗီယန်ကပြောခဲ့ကြောင်းအစိုးရရဲ့တရားဝင်သတင်း website မှာမလ26ရက်ကဖော်ပြခဲ့ပါတယ်။ဖန်စီရမည့်သူတွေအနက် VNN နိုင်ငံသား၄ဦး၊တရုတ်နိုင်ငံသား၄ဦး၊တရုတ်တိုက်ပီဒေသခံ၃ဦးပါဝင်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။